စတုမဟာရဏတ်များလောကနတ်နတ်လူတို့ရဲကနတ်အကြောင်းအကျယ်ရှင်းပြချက်တဲ့အတိတ်ပဲနဲ့အခြေခံအချက်များစတုမဟာရဏတ်များတို့ လောကနတ်ဆိုဒီမှာဗုဒ္ဓဘာသာကျမ်းလာအရာလူပုံအောက်တွင်စံမြန်းသောနတ်မျိုးဖြစ်ပြီးနတ်လူတို့ရဲကနတ်အဟုတတ်မှတ်သည့်နတ်များသည် လူပြည်နှင့်နီးဆက်စွာနေထိုင်က လူသားများအားကောင်းကျိုးဆိုးကျိုးများပေးနိုင်သည်ဟုယုံကြည်ကြသည် စတုမဟာရဟူသောအမည်မှာနမင်းကြီးလေးပါဟုအဓိပ္ပာယ်ရပြီးအနက်များသည့်အရှိအနောက်တောင်မြောက်ဟူ၍လေးမျက်နာတွင်အတီးတီးအစိုးရသည်ဗုဒ္ဓဝင်အရာဤနက်များသည့်မဟာသမရမင်းဤသားများမှဆင်းသက်လာပြီးကုသလကမခတ်ထံဖြင့်နက်ပြည်တွင်ဖြစ်ကြသည်နေစတုမဟာရနမင်းကြီးလေးပါဤနက်မင်းများသည့်သူတို့၏နေမြေနှင့် တာဝန်များကို အုပ်ဆိုးကြသည် နမင်းဦးဆောင်သည့်ဘက်ထိမ့်မတ်နှင့်ဝိတေသလက္ခဏာတတရထအရှိအစိမ်းရောင်အစင်းရှိဂီတာကင်ဆောင်ပြီးဂန္ဓဗနက်များကိုအုပ်ချုပ်ဝိရူလာကတောင်အပြာရောင်အစင်းရှိဓာကင်ဆောင်ကကုံပန်ဒနက်များကို အုပ်ချုပ်ဝိယူပခအနောက်အနီရောင်အစင်းရှိ ကြောက်စင်းတို့ယဒနာလန်ကင်ဆောင်ပြီးငကားများကိုအုပ်ချုပ် ကုဝေယဝေတဝနမြောက်ဝါရောင်အစင်းရှိစိန်ဖြည့်ပြုလုပ်သောဝေလူခရယံကန်ဆောင်ပြီးရခနတ်များကိုအုပ်ချုပ်သုံးလောကနတ်များဤလူသားများနှင့်ဆက်နွယ်မှု အနတ်များသည်လူပြည်နှင့်နီးစပ်သောနတ်ပြည်စတုမဟာရနတ်ပြည်တွင်နေထိုင်ပြီးလူသားများဤကုသိုလ်အကုသိုလ်ကို မြင်နိုင်သည်ဟု ဆိုသည်ဗုဒ္ဓဘာသာတွင်အနတ်များကိုသီလတမာတိပညာတို့ဖြင့်ကာကွယ်နိုင်သည်ဟု ယူဆကြပြီး နတ်တို့သည်လည်းဗုဒ္ဓံတရဏံကိစ္စာမိဟုစည်းကကြသည် လူသားများကဤနှင့်များအားပူဇော်ပတ္တမှုဥပုသ်ဆောင်ခြင်း ကုသိုလ်ကောင်းမှုပြုခြင်းဖြင့်ကျေးဇူးပြုနိုင်သည်ဟုရှေးကျမ်းများတွင် ဖော်ပြထားသည်လေဗုဒ္ဓဝင်နှင့်ဆက်ဆက်မှုမြတ်စွာဘုရားရှင်ဗောဓိညောင်ပင်အောက်တွင်တပညုတဉဏ်ကိုရရှိစဉ်မာနေဤအနေမှကာကွယ်ရန် စတုမဟာရဏတ်များက လာရောက်ဆောက်ရှောက်ခဲ့သည်ဟုဆိုသည် နောက်ပိုင်းတွင်ဣနတ်များသည်ဗုဒ္ဓဘာသာကိုကာကွယ်သူများအဖြစ်ပါဝင်ခဲ့ပြီးသာသနာဒါယကာများအဖြစ်ဆက်လက်တည်ရှိသည်။ငါမြမယဉ်ကျေးမှုတွင် စတုမဟာရိနတ်များမြမလူမျိုးတို့သည်ဣနတ်များကိုအိမ်တွင်ကြောင်းကန်စီပြီးထိုးများ၏လေးမျက်နာတွင် ရုတ်တုပြုလုပ်ကာကိုးကွယ်လေးရှိသည်ဥပမာရွှေတဂုံစီ၏လေးဘက်လေးတန်တွင် စတုမဟာရိနတ်များ၏ရုတ်တုများထားရှိခြင်း နှစ်တက်ကူလာပါကဤနဲ့များအားပူဇော်ပတ်တခြင်းရေဆက်သွန်းချခြင်းများပြုလုပ်ကြသည်၆အချုပ်ဆိုရသောစတုမဟာရဏများသည်ဗုဒ္ဓဘာသာ၏လောကီနဲ့များဖြစ်ပြီးလူသားများ၏ကောင်းကျိုးဆိုးကျိုးတို့နှင့်ဤစွာဆက်နွယ်နေသည်သူတို့အားရိုသေပူဇော်မှုသည် ကုသိုလ်တရားတိုးဝါးစေရန်ရည်ရွယ်ပြီးဗုဒ္ဓ၏အဆုံးအမကိုလိုက်နာခြင်းဖြင့်သာအမှန်တကယ်ကာကွယ်နိုင်မည်ဟုတိမှတ်ရန်အရေးကြီးသည်